မင်္ဂလာပါရှင် Current Shape Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့တလတုန်းကကျွန်တော် number system ဆိုတဲ့ဗီဒီယိုလေးတစ်ခုတင်ခဲ့တယ်ဗောနောအဲ့ဒီဗီဒီယိုမှာ number system လေးမျိုးအကြောင်းကိုရှင်းပြထားတယ် decimal outer binary hexadecimal ဆိုပြီးတော့အဲ့ဒီလေးမျိုးအကြောင်းကိုရှင်းပြထားတယ်ဗောနောအဲ့တော့တစ်မျိုးကနေတစ်မျိုးဘလို့ပြောင်းလဲဆိုတာကိုလည်းတေချာလေးရှင်းပြထားတယ်အဲ့ဒီမျိုးတစ်မျိုးကနေတစ်မျိုးပြောင်းတဲ့နေရာမှာ တက်စီမဲနံပါတ် system ကိုပဲ base လုပ်ပြီးတော့ပြောခဲ့ရတယ်ပေါ့နော်။ဥမာတက်စီမဲနဲ့ binary ကိုဘလို့အပြတ်လှန်ပြောင်းလဲတက်စီမဲနဲ့ outdoor ကိုဘလို့အပြတ်လှန်ပြောင်းလဲနောက်တက်စီမဲနဲ့ hex တက်စီမဲကိုဘလို့အပြတ်လှန်ပြောင်းလဲလို့ပြောခဲ့ရတယ်ပေါ့နော်။အဲ့တော့ပြီးခဲ့တဲ့သင်ခန်းစာတုန်းကကျွန်တော်ပြောခဲ့တဲ့အထမဒီ positional notation method ဆိုတာလေးကိုပြောခဲ့ရပါတော့။ဆိုတော့တကယ်လို့ဒီ positional notation method ကိုမကြည့်ရသေးတဲ့သူတွေက share video လေးကိုအရင်သွားကြည့်ဖို့အကြံပြုချင်ပါတယ်။ဘာဖြစ်လဲဆိုတော့ဒီ video မှာဆက်တင်မဲ့သင်ခန်းစာမှာဒီနည်းပဲသုံးမှာမလို့ပေါ့နော်။ hexa decimal ကို binary ပြောင်းတဲ့နေရာမှာဘယ်လိုပြောင်းလဲဆိုတော့ decimal ကိုတဆင့်ခံပြီးတော့ပြောင်းလိုက်တယ်ပေါ့နော် hexa decimal ဒီ base 60ဖြစ်တယ်1 digit နဲ့ရေးလို့ရတဲ့တန်ဖိုးက16လုံးရှိတယ်0ကနေ f ထိပေါ့နော်အဲ့တော့အဲ့ဒါကို decimal အနေနဲ့ပြန်ပြောင်းမယ်ဆိုလို့ရှိရင်0ကနေ15ထိနော်အဲ့တော့အမြင့်ဆုံးတန်အများဆုံးတန်ဖိုး15ကို binary ပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လောက်လိုမလဲ digit ဘယ်လောက်လိုမလဲဆိုလို့ရှိရင်4 digit လိုမယ် ဘယ်လိုပြောင်းလဲဆိုတော့เนาะဒီမှာပြောင်းရမယ်ဥပမာဆိုရင် FIA2 ဆိုတော့ဒါက base 60เนาะအဲ့ဒါကိုကျွန်တော်က binary ပြောင်းနေတယ်အဲ့ဒါဆိုရင် F ရယ်5ရယ် A ရယ်2ရယ်ဆိုပြီးတော့မှ၄လုံးရှိတယ်အဲ့ဒီမှာ F D 15ဖြစ်မယ်5 D 5ပေါ့เนาะ5ကတော့5ပဲ A က10 2ကတော့2ပဲပေါ့ဟုတ်ပြီအဲ့ဒါလေးကိုကျွန်တော်တို့ပြောင်းမယ်ဆိုရင်15ကစနား position နဲ့ notation method နဲ့ပြောင်းလိုက်လို့ရှိရင်1111 5က0101 10က 10 2က00 10အဲ့တော့နောက်ဆုံးမှာ F5A2 ကိုကျွန်တော်တို့ decimal ပြောင်းမယ်ဆိုလို့ရှိရင် 62A2 ရပြီးတော့မှ binary ပြောင်းမယ်ဆိုရင်ဒီမှာရေးထားတဲ့အတိုင်းရမယ်ပေါ့နော်ဒါရှိရောကျွန်တော်မဖတ်ချင်တော့အဲ့တော့ဒီကြီးကိုအခြေခံပြီးတော့ကျွန်တော်တို့ကလွယ်လွယ်ကူကူ hexadecimal ကနေ binary ကို ပြောင်းလို့ရပါတယ်အဲ့တော့ကိုပြောင်းထားတာမှန်လားမမှန်လားဆိုတာကိုစစ်လို့လေရတယ်အဲ့တော့ပြီးခဲ့တဲ့ သင်ခန်းစာမှာတော့ကျွန်တော်အဲ့ဒါလေးထည့်ပြောဖို့တော့မေ့သွားတယ်ဗောနော် sorry ပါအခုပြောပြမယ်အဲ့တော့နံပါတ်1က calculator ဖွင့်လိုက်ပါဟုတ်ကဲ့ကလေးဒါဖွင့်လိုက်လို့ရှိရင်ပုံမှန်ဆိုရင်ကျွန်တော်တို့ဒီပုံစံမင်းမြင်ရမယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်ကတောင်းထားလို့အဲ့တော့ဒီလို standard ပုံစံမင်းမြင်ရမယ်အဲ့ဒီကနေဒီမှာဒီ programmer mode ကိုပြောင်းလိုက်ပါအဲ့တော့ဒါဆိုလို့ရှိရင်ဒီမှာ number system လေးခုရှိပါမယ်အဲ့ဒါဆိုတော့အဲ့ဒီ number system လေးခုမှာ ဟိုကဘယ်နံပါတ်ကိုရိုက်ချင်တာလဲ decimal ရိုက်ချင်တာလား binary ရိုက်ချင်တာလား octal ရိုက်ချင်တာလားစိုက်တာယူပါအခုဒီမှာကျွန်တော် hexadecimal ရိုက်မယ်အဲ့တော့8ထဲမှာ hexadecimal ယူလိုက်ပြီဆိုတော့လည်းဒီမှာတို့လား abcd ef တွေတော့သူပေါ်လာနော်အဲ့တော့အခုကျွန်တော်ပြောင်းနေတာက f5 နော် a 2ဒါဆိုလို့ရှိရင်ကြည့်ကြည့်လိုက်ပါ binary က1111 01 01 10 10 10 10เนาะ ဖရဒက်စီမဲမှာဆိုရင်62882 base 10ပေါ့နော်ဒါဆိုရင်လာကျွန်တော်တို့ပြောင်းတာမှန်နေပေါ့နော်ဆိုတော့ဒီလိုနီးနဲ့လည်းပြောင်းပြောင်းကြည့်လို့ရပါတယ်အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင် hexadecimal binary ပြောင်းတာတော့ပြောင်းလို့ရပြီဒါဆိုပဲနေရာတွေမှာသုံးလဲပေါ့နော်အဲ့တော့သုံးတဲ့နေရာတွေကအများကြီးရှိပြီမြဲဒီမှာကျွန်တော်ကနမူနာအနေနဲ့သုံးခုလောက်ပြပြချင်တယ်အဲ့ဒါကဘာလဲဆိုတော့ MAC address ရယ် IP address ရယ် color system ရယ်ပါ တော့ပထမဆုံး MAC address ပေါ့နော် MAC address ဆိုတာက media access control address လို့ပြောတာအဲ့တော့သူကဘာလုပ်လဲဆိုတော့ network ပေါ်မှာရှိတဲ့ပစ္စည်းတိုင်းကို hardware level ကနေတက်မှတ်ထားတဲ့နံပါတ်တွေပဲအဲ့တော့ software level ကနေပြောင်းလို့မရအောင်အဲဒါကြောင့်မို့သူ physical address လို့ခေါ်တယ်။ထုံးစံအတိုင်းဘာနဲ့တက်မှတ်လဲဆိုတော့01နဲ့ပဲနော်။ computer ထဲမှာ01နဲ့ပဲလုပ်လုပ်တယ်။အဲ့တော့က01 48လုံးသုံးပြီးတော့ MAC address ကိုတင်းတယ်48 bit ။အခုဒီမှာရေးထားတဲ့အတိုင်းပေါ့နော်ကျွန်တော်မဖတ်ပြတော့ဒီကနေပြီးတော့ဒီအထိကို ဒီ48လုံးပေါ့နော်အဲ့ဒါကို तू က group 6ခုခွဲလိုက်တယ်6ခုခွဲလိုက်တော့1 group မှာ8 bit ပါတာပေါ့နော်8 bit ဆိုတော့1 byte ကိုတော့မှတ်ရလွယ်နော်8 bit 8 bit ပါ group 6ခုခွဲလိုက်တယ်ဆိုတော့အဲ့ဒီ8 bit ကိုကျွန်တော်တို့ကဒီတိုင်းဆိုရင်ကျွန်တော်ဖတ်တာမဖတ်ချင်တာမှတ်လဲမှတ်မိမှာမဟုတ်ဘူးပေါ့နော်အဲ့တော့လွန်အောင်လို့ဘယ်လိုပြောင်းလိုက်လဲဆိုတော့ hexadecimal ပြောင်းလိုက်တယ်အဲ့တော့00000ဒီ0ဟုတ်တယ်နော်00001ဒီ1ဒီမှာ0က0 1011ဆိုတော့ဘယ်လောက်လဲ 17เนาะ17ဆိုတော့ B ဒီမှာဆိုရင်1100ဆိုလို့ရှိရင်17ဆ17ဆိုတော့ C เนาะ00111က3စသရတယ်လို့၄လုံးတစ်ဖက်၄လုံးတစ်ဖက်လေးကိုခွဲပြီးတော့မှကျွန်တော်တို့ကဒီမှာ hexadecimal ပြန်လိုက်ပါတယ်เนาะအဲ့တော့ဒီကိန်းရဲ့အရှည်ကြီးကိုကျွန်တော်တို့ hexadecimal ပြောင်းလိုက်လွယ်လွယ်ကူကူဖတ်လို့ရတယ်010 B34F25FF အဲ့တော့အဲ့ဒီ group 6ခုမှာ803ခုဒီ manufacturer scope ပါဆိုလိုတာကဒီ now what pc ထုတ်တဲ့ community ရဲ့ group ပေါ့နော်နောက်က group သုံးခုကတော့ device serial number ဖြစ်ပါတယ်နောက်တစ်ခုကကျတော့ ip address ပါ ip address ကိုတော့ဒီနေ့ခင်မှာလူတိုင်းကြားဖို့မယ်လို့ထင်တယ်နော်အဲဘာမှမသိရင်တော့မှကြားတော့ကြားဖို့မယ်လို့ထင်တယ်ဘောနော်။ तू က internet protocol address ပါ။ तू ကကျတော့ software level ကနေသတ်မှတ်ထားတာ။ဘယ်သူတွေကကျွန်တော်တို့သတ်မှတ်ပေးရလဲဆိုတော့ internet service provider လို့ခေါ်တဲ့ ISP တွေက အာမြန်မာပြည်မှာဆိုရင်မဟာနက်တို့ 5PP ရောရနာမုံတယ်လီပေါ့တို့ဒါမျိုးပေါ့နော် ကိုအင်တာနက်ကိုအင်တာနက်ချိတ်ဆက်မှုဝန်ဆောင်မှုပေးထားတဲ့ကုမ္ပဏီတွေက ISP တွေကသတ်မှတ်ပေးတယ်အဲ့တော့အဲ့လိုသတ်မှတ်တဲ့အခါမှာ version နှစ်ခုရှိတယ် IPv4 နဲ့ IPv6 နဲ့အဲ့ IPv4 ကတော့အရင်ကတုံးတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ तू က32 bit ပဲတော့ သုံးပြီးတော့တင်းနေเนาะ32ပဲပဲသုံးနေတမ်းမှုတင်းနေဆိုတာမျိုးပေါ့เนาะနောက်ဆနာအတိုင်းပဲ01ရှစ်လုံးအုပ်စုတစ်စုခွဲလိုက်တော့အုပ်စု၄စုရတယ်အဲ့တော့သူ့ရော hexer decimal မသုံးနေဘူးကျွန်တော်တို့ရိုးရိုး decimal နဲ့ပဲသုံးနေအဲ့တော့ decimal နဲ့ပဲကိုစားပြုပြီးပြောကြတယ်ပေါ့เนาะအဲ့တော့254.25.28.77နောက်မှလည်းမ255.255.1.2အတာမျိုးတွေပေါ့เนาะအဲ့လိုမျိုးတွေတင်းနေအဲ့တော့ဘာဖြစ်လို့လဲဆိုတော့သူက group တစ်ခုမှာ အိပ်ပစ်ရှိတယ်နော်အိပ်ပစ်ရှိတယ်ဆိုတော့အိပ်ပစ်နဲ့ကိုစားပြုနိုင်တဲ့ decimal တမိုးကအများဆုံးက255ပဲလေနော်256လုံး0255ပေါ့အဲ့ဒါရှေ့ကဗီဒီယိုမှာကျွန်တော်ပြောခဲ့ပြီးသားပေါ့နော်ဆိုတော့အဲ့ဒါမှသူ့ကိုဒီမှာအများဆုံးတမိုးက255အနည်းဆုံးတမိုးက0 group တခုမှာ decimal နဲ့ကိုစားပြုလိုက်အဲ့ဆိုရင်ဘယ်နှလုံးတော့သုံးလို့ရမယ်စဉ်းစားကြည့်အောင်เนาะအဲ့တော့အဲ့ဒါကိုလေ base to the power digit နဲ့ကျွန်တော်တို့ပြကြည့်လို့ရတယ်เนาะအဲ့အဲ့ဒီ formula အရင်သုံးဝင်လာအဲ့တော့ IPFRS 4မှာကျွန်တော်တို့က01 32လုံးတော်မီတိတ်နေအဲ့တော့တူတူသက်ပါပါ32ဒါဆိုရင်ထွက်ကြည့်လိုက်လို့ရှိရင်4.3 billion လောက်ရမယ်အဲ့တော့ဆိုလိုတာက IP address ပေါင်း4.3 billion ဆိုတော့ထားပါတော့ internet ပေါ်မှာချိန်တဲ့ပစ္စည်းပေါင်း4.3 billion လောက်စပယ်ချိတ်လို့ရမယ်သဘောပေါ့နော်ဆိုတော့ကမ္ဘာလူဦးရေတောင်ခု8ဘီလီယံရှိနေပြီလေပြီးတော့ဒီခေတ်မှာ8ဘီလီယံထားပါတော့ဟို တယောက်ကိုတစ်လုံးတောင်မှမကဘူး8ဘီလီယံ300နော်ဟိုအဲ့ဘီလီယံလုံးမဲ့အင်တာနက်3လားဆိုရင်တော့အင်တာနက်3တဲ့အချိုးကဘယ်လောက်ရှိမဲ့တော့တိတိကျကျတော့မပြောတတ်ဘူးပေါ့လေဒါပေမဲ့အနည်းဆုံးတော့တစ်ဝက်ကျော်မှာပါနော်အဲ့တစ်ဝက်ကျော်ကတေးကြတာ3နေရတယောက်မှပစ္စည်းတစ်ခုမကအခုကျွန်တော်မှဆိုရင်မဲ့အခုဖုန်းနဲ့ recording ဖမ်းပြီးတော့အဲဒီဘက်က screen ကျတော့ screen capture လုပ်နေတာကျတော့ computer နဲ့အဲ့ဒီမှာနေပစ္စည်းနှစ်ခုရှိနေပြီဒီလိုဆို tablet တွေရှိသေးတယ်နော်ဖုန်းကနေ3လုံးရှိတဲ့သူတွေရှိတယ်အဲ့တော့ ဘယ်နည်းနဲ့မှဒီအရေးအတွက်ကတကဘာလုံးကလူတွေအတွက်မလောက်ဘူးပေါ့နော်အဲဆိုတော့ဒီမှာကြားထဲမှာသူတို့ NAD နီးပညာလို့ခေါ်တဲ့အဲတမျိုးသုံးကြီးရဲ့ဒါပေမဲ့ထပါတော့အဲ့ဒါတွေက network ပိုင်းရောက်သွားပြီအဲ့တော့ဆိုလိုတာမလောက်ဘူးပေါ့မလောက်ဘူးအဲ့တော့မလောက်တဲ့အတွက်နောက်ပိုင်းမှာကျွန်တော်တို့ကဗာပြောင်းသုံးလဲဆိုတော့ IP address 6ဆိုတာကိုပြောင်းသုံးတယ်အဲ့တော့သူကကြတော့128ပဲတောင်သုံးပြီးတော့ဒိမ့်တယ်128ဆိုဒီမှာရေးပြထားတဲ့အတိုင်းပဲနော်သူကကြတော့128ကို group ရှစ်ခုခွဲလိုက်တဲ့အခါကျတော့ one group မှာ016လုံးရတာပေါ့နော်အဲ့တော့အဲ့ဒီ16လုံးကို၄လုံးတစ်ဖက်နဲ့စောစော position and notation method အတိုင်းပဲအဲကျွန်တော်တို့ hexadecimal ပြန်ပြောင်းတဲ့အခါမှာ hexadecimal ဘယ်နှလုံးရလဲဆိုတော့၄လုံးရတယ် group တစ်ခုเนาะအဲ့လိုね group က၈ခုပေါ့ hexadecimal ကတော့32 bit ဖြစ်သွားတာပေါ့နော် bit တော့မဟုတ်ဘူးပေါ့32လုံးဖြစ်သွားတာပေါ့ sorry bit တော့ bit လို့တော့မခေါ်ဘူး hexadecimal ဆိုနေမှာเนาะအဲ့တော့ तू က01128လုံးနဲ့တိနေ IP address 6မှာเนาะအဲ့ဒီတွေ့အဲ့ဒါကိုပြန်ပြီးတော့ hexa နဲ့ကိုစားပြုလိုက်လို့ရှိရင်32လုံးရတယ် group က10ခုเนาะ1 group မှာ၄လုံးပါတယ်အဲ့ဒီလိုနည်းနဲ့တိတ်မှာဒါဆိုသူကကြတော့ဘလောက်သုံးလို့ရမလဲပေါ့နော်အဲ့ဒါဆိုတော့2 to the power 128 3.4 into 10 to the power 38 340 antecedent လောက်ရတယ်ဗောနော် antecedent ဆိုတာက10 to the power 36ကို ပြောတာဗောနော်တက်ကြည့်ပေါ့ဒီပမာဏကတော့ကဘာပမာလူကြီးတွေအများကြီးတိုးပြီးတော့တယောက်တယောက်ကိုဟွန်း network နဲ့ပတ်သက်တဲ့ပစ္စည်းတွေအများကြီးကိုင်းနေအောင်မှာပဲဒါလုံလောက်တဲ့ပမာဏလို့လက်ရှိမှာပညာရှင်တွေကသတ်မှတ်ထားတယ်ဗောနော်ဒါကတော့ IP address မှာ binary နဲ့ hexadecimal ကိုဘလို့ပြောင်းပြီးသုံးလဲဆိုတော့ဥပမာလေးတစ်ခုပါ နောက်တစ်ခုကကျတော့ဘာမှတုံးလဲဆိုတော့ color system နေမှာတုံးတယ်နော် digital color system မှာ RGB system ကိုတုံးပါတယ်အဲ့တော့ digital color system ဆိုတာဘာပြောရလဲဆိုတော့အရောင်တွေကို screen ပေါ်မှာပြတာအဲ့ဒါကို digital color system လို့ပြောပြောလိုက်တာပေါ့နော်အဲဖုန်းတွေ laptop တွေ tablet တွေ desktop တွေအကုန်လုံးပဲအနည်းရဲအစိမ့်ငယ်အပြာရည်ကိုအခြေခံအရောင်၃ရောင်နေနဲ့သတ်မှတ်ထားတယ်အဲ့တော့ color တစ်ခုအတွက်ကို तू က8 bit ပေးတယ်ဆိုလိုတာက 8 bit ဆိုတော့2 to the power 8အဲဆိုတော့0 to 255ပေါ့အဲဒီမှာ0 to 255ထိရတယ်အဲ့တော့ပြောနေတာကအနီရောင်ရဲ့ပြင်အားကအနည်းဆုံး0ကနေအများဆုံး255ထိရနိုင်တယ်အဲ့လိုပဲ green ရဲ့ပြင်အားကလည်းအနည်းဆုံး0ကနေအများဆုံး255ထိရနိုင်တယ် blue ရဲ့ပြင်အားကလည်းအနည်းဆုံး0ကနေအများဆုံး255ထိရနိုင်တယ်အယောင်တရောင်8 bit တော့နဲ့အယောင်3ယောင်ဆိုတော့ 24ဖြစ်တော့မယ်အဲ့တူတူတဲ့ပေါ်မှာ24ဆိုတော့ကာလာဘယ်နေအောင်ရမယ်ဆိုတော့ကျွန်တော်တို့က16 million လောက်ကာလာပေါင်း16တန်းလောက်ကျွန်တော်တို့ကသိမ်းနိုင်တယ်ပေါ့နော်အဲ့တော့ဥပမာအနေနဲ့ပြောရလို့ရှိရင်ဒီလိုပါပေါ့နော်။အနီရောင်ကို255အပြည့်ယူလိုက်မယ်။255ဆိုတော့1ရှစ်လုံးပေါ့နော်။ green ကမယူဘူး0 blue လည်းမယူဘူး0နော်။ဒါဆိုလို့ရှိရင်ရှင်းရှင်းလေးပဲ तू က hexadecimal အနေနဲ့ကိုစားပြုမယ်ဆိုရင်ဒီ तू က hexadecimal 6လုံးနဲ့ကိုစားပြုတယ်။ hexadecimal တလုံးက binary 4 bit ကိုကိုစားပြူနိုင်နေဆိုတော့ तू က hexadecimal 6လုံးနဲ့ကိုစားပြူတယ်အဲ့တော့ရှေ့ကနှလုံးကအနီအတွက်နောက်ကနှလုံးကအစိမ့်အတွက်နောက်ကနှလုံးကအပြာအတွက်เนาะဒါကျွန်တော်တိတာအောင်လို့တမင်တကအယောင်လေးလေးခွဲရေးပေးတာဆက်ထဲမှာတော့လို့အယောင်ခွဲမပြပါဘူးเนาะ neo 25အပြည့်ယူလိုက်မယ်ဆိုတော့ ff အစိမ့်က0အပြာ0ဒါဆိုရင်ရှင်းတယ်လေအနီစစ်စစ်ထွက်မှာပေါ့เนาะအဲ့လိုပဲ R နဲ့ B နဲ့ကို0ယူပြီးတော့ green ကို255အပြည့်ယူလိုက်မယ်ဒါဆိုရင်သူ့ရဲ့ color code က 00FF00 ဖြစ်မယ်အဲ့ဒါဆိုရင်သိကြရတဲ့အစိမ်းစစ်စစ်ထွက်မယ်အဲ့လိုပဲ red နဲ့ green နဲ့ကို0ယူပြီးတော့ blue ကို255အပြည့်ယူလိုက်0000 ff ဒါဆိုရင်အပြာရောင်ဆစ်ဆစ်ထွက်မယ်။ဒီဒါဆိုရင်အားလုံးကို0တို့အားလုံးကို255တို့ယူရင်ရောနော်။အားလုံးကို255ယူရင်အားလုံး ff 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 ဖြူရောင်ဆစ်ဆစ်ထွက်ပါတယ်။အားလုံးကို0ယူရင်အနက်ရောင်မှာ ာဂျီဘီမှာအားလုံး0ဟာအနက်ရောင်ဖြစ်ပါတယ်အဲ့တော့တခြားရောင်နေကြတော့တခြားရောင်နေကတော့သူကဒီလိုပဲဆက်လိုက်တဲ့ပုံမှာမူတည်ပြီးတော့ဒီ3ရောင်ပဲပြင်ရဆက်တဲ့ပုံမှာမူတည်ပြီးတော့သူအရောင်နေထွက်လာတာပေါ့ဒီမှာဆိုလို့ရှိရင် FC00AE ဒါဆိုလို့ရှိရင်အနီနဲ့အပြာနဲ့ဆက်လိုက်လို့ရှိရင်ပန်ခန့်ရောင်ထွက်တယ်နော်ဒါဆိုရင် FA4600 ဒါဆိုရင်အနီနဲ့အစိမ်းနဲ့ထွက်လာရင်အဲဆက်လိုက်လို့ရှိရင် sorry အနီနဲ့အစိမ်းနဲ့ဆက်လိုက်လို့ရှိရင်လိမ့်မောင်ရောင်ထွက်တယ်ဒီမှာဆိုလို့ရှိရင် 0 0dcdc အစိမ့်နဲ့အပြာနဲ့ဆက်လိုက်လို့ရှိရင်ဒါမူပြန်အောင်လေးထွက်တယ်။နော်ဒီမှာ fffff00 အနီနဲ့အစိမ့်နဲ့ဆက်လိုက်လို့ရှိရင်အပြာမပါဘူးပေါ့နော်။အနီနဲ့အစိမ့်နဲ့ဆက်လိုက်လို့ရှိရင်အဝါရောင်ထွက်တယ်။အဲ့တော့ဒီလိုနီးနေကျွန်တော်တို့ကကာလာတွေကိုတိန်းတာဖြစ်ပါတယ်။ဆိုတော့နောက်ဆုံး conclusion ချရလို့ရှိရင် binary ကနေ hexadecimal ကိုဘယ်ချိန်မှပြောင်းလဲဆိုလို့ရှိရင်ရှေ့လျားလာတော့ လူတွေအုံနှောင်းနဲ့ဖက်ရံမှက်ရံခက်ခဲသော binary game ရဲ့အရှိရေးတွေကိုလူတွေဖက်ရလွန်အောင်ပြန်ချုပ်နေနေရမှာတုံးပါတယ်အဲဒီဒီနေ့သင်ငန်းစာရဲ့အနှစ်ချုပ်ကတော့ဒါပါပဲရှင်ဆိုတော့ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အဲ like and subscribe လေးလုပ်ပြီးလို့ရှင်တော့ပိုကျေးဇူးတင်ပါပါဆိုတော့အားလုံးကျေးဇူးပါနောက်ဗီဒီယိုတွေကြာလို့ရှင်ပြန်လည်ဆုံးဖြတ်ကြပါမယ်အမ်တိတ်ပြီးတော့မအားတဲ့အတွက်ပေါ့နော်ဗီဒီယိုတွေအတင်ကျင်းနေတာကိုလည်းကျွန်မဒီကနေတောင်းပန်ပါတယ်ရှင်